ဒီဆက်ကလေးကတော့အာရှလူမျိုးကွန်းဆွယ်လူတယောက်ကိုမိတ်ဆက်မိတာကနေစတင်ထားပါရီသူဟာလေစိတ်ကိုရောက်ခါစားဖြစ်ပြီးသူ့ရဲ့ဦးလေးပီကလာကြိုပြပါရီဘီရဲ့အင်ကိုရောက်ပြီးနောက်သူတို့ကကွန်းရဲ့ဖခင်ရဲ့ဓာတ်ပုံကိုကြည့်နေကြပါရီပြီးတော့ကွန်းဟာတစ်သားရုပ်ထုနဲ့ဝန်ရှင်တိုင်းပင်ရကိုလေ့ကျင့်ဖို့အချိန်ယူခဲ့ပါရီသူ့ရဲ့အမခန်တိုင်းကွက်တွေဟာဒန်နီဆိုတဲ့ကလေးငယ်တယောက်ရဲ့အာယုံကိုဆွဲဆောင်နိုင်သွားခဲ့ပြီးတော့ဒန်နီကအားကြစွာနဲ့လက်ခုပ်တီးခဲ့ပါရီအဲ့ဒီအခါမှာပဲဘီကဒန်နီကို သူတို့ရဲ့အိနီရှင်အဖြစ်မိတ်ဆက်ပေးခဲ့ပါရင်အဲ့ဒီနောက်ပိုင်းဘီဟာဂွန်ကိုသူ့ရဲ့ကုံစွန်ဆိုင်ကြီးခေါ်သွားခဲ့ပါရင်အဲ့ဒီဆိုင်ကလက်ရှိမှာဆိုတော့ပြင်ဆင်မိုးမှန်နေဆဲဖြစ်ပါရင်သူတို့စကားပြောနေတော့ဘီရဲ့ဖောက်တဲ့တယောက်ရောက်လာခဲ့ပြီးတော့အီလိန်ဆိုတဲ့စီပွားရေးမိတ်ဖက်ဖြစ်လာနိုင်တဲ့အမျိုးသမီးတယောက်နဲ့မိတ်ဆက်ပေးပါရင်သူတို့ဟာစီပွားရေးအကြောင်းဆွေးနွေးဖို့အစည်းအဝေးခန်းကိုချက်ချင်းပဲတွားကြပါရင်အစည်းအဝေးပြီးတဲ့အခါမှာတော့ဘီကသူ့ဖောက်တဲ့ဝေကို နောက်နေမွန်လွယ်ပိုင်းမှာကျင်းပမဲ့သူ့ရဲ့မင်္ဂလာဆောင်ကိုဖိတ်ကြားခဲ့ပါရီမကြခင်မှာပဲဘီရဲ့အသင်ငယ်ရှင်စတီဗင်ကလည်းရောက်လာခဲ့ပါပြီဘီဟာသူ့မင်္ဂလာဆောင်အတွက် ခေဟောင်းစင်ခန်ဂါဒစီကိုငားထားတယ်ဆိုတာပေါ်လာခဲ့ပါရီစတီဗင်ကဘီကိုအဲ့ဒီကအာတတိယခ ्यू ဆိုင်ဖို့တတိပေးပါရီအဲ့ဒီညနေမှာပဲဘီရဲ့အခန်းအနီးဆိုင်ကယ်ဂိုင်းတစ်ခုကဒီနာအထဲမှာရုံရင်းဆန်ခတ်တွေဖြစ်ပွားစေခဲ့ပါရီအဲ့ဒီအတန်တွေကဂွန်းကိုအဲ့ရကနေနိုးထစေခဲ့ပြီးတော့ဘာများဖြစ်နေတယ်လဲဆိုတာကိုကြည့်ဖို့အတွက်ထွက်လာခဲ့ပါရီ အဲ့ဒီအချိန်မှာဂိုင်းဒီကလမ်းပေါ်ကားပြိုင်ဖို့အတွက်ပြင်ဆင်နေကြတာကိုဂွန်းတွေ့သွားခဲ့ပါရင်ဂိုင်းခေါင်းဆောင်တယောက်ဖြစ်တဲ့တိုနီဟာသူ့ရဲ့ရေးစာနန်စီကိုပြိုင်ပွဲမှာပါဝင်ဖို့အတွက်ပြောပြီးတော့ပြိုင်ပွဲကိုစတင်လဲပါရင်သူ့ဦးလေးရဲ့ငားထားတဲ့ကားကပြိုင်ကွင်းအလယ်မှာရှိနေတာကိုသတိထားမိတဲ့ဂွန်းဟာလင်းမြန်းစွာနဲ့အေးအေးယူဖို့ဆောင်ရွက်ခဲ့ပါရင် နန်စီရဲ့လမ်းကြောင်းကိုပိတ်ဆို့လိုက်ပြီးတော့သူ့ကိုပြိုင်ပွဲရှုံးစေခဲ့ပါတယ်မကြခင်မှာပဲရဲဝင်ရောက်လာခဲ့ပြီးဂိုင်တောက်ဝေကိုထွက်ပြေးသွားစေခဲ့ပါပြီးနောက်တနေ့မှာတော့ဘီရဲ့မင်္ဂလာဆောင်ဟာအဲ့တဲ့အများအပြားတက်ရောက်တဲ့ပျော်ရွှင်စရာပတ်ဝန်းကျင်မှာကျင်းပခဲ့ပါတယ်အီလင်းကလည်းတက်ရောက်လာခဲ့ပါပြီးပွဲတော်အတွင်းမှာအီလင်းကဂွန်ကိုတူမရဲ့ဆိုင်အားစီမံခန့်ခွဲဖို့အတွက်အကူအညီတောင်းပြီးတော့သူကလည်းတဘောတူလဲပါတယ်သူရဲ့ပရမဆုံးအလုပ်ရမှာပဲအီလင်းနဲ့ဂွန်တို့ဟာတူမရဲ့ယုံခံမှာစကားပြောနေတဲ့အချိန် ိုနီရဲ့ဂိုင်းသားဝေကအဆိုင်ကိုလာတဲ့အခါပြဿနာဖြစ်ပွားခဲ့ပါရင်တိုနီရဲ့ဂိုင်းဝင်တယောက်ဖြစ်တဲ့အန်ဂျယ်လိုကတကြားလုံးဘူးတဘူးကိုခိုးပြီးတော့ပိုက်ဆံမပေးဘဲနဲ့အဖျော်မကတဘူးကိုဖွင့်တောက်နေတာအားသူတို့ကြည့်နေကြပါရင်အီလင်ကအဲ့ဒီအခြေအနေကိုကင်တွယ်ဖို့အတွက်ဇုံဖြတ်ပြီးတော့ထွက်သွားကသူတို့ကိုရင်ဆိုင်ပါရင်ဒါပေမဲ့ဂိုင်းသားဝေကမကြောက်သွားခဲ့ပဲသူမကိုထိခိုက်နစ်နာစေမယ်လို့ချင်းချောက်ခဲ့ပါရင်အခြေအနေကပိုဆိုးလာတဲ့အခါမှာတော့ကွန်းဟာအီလင်ကိုကာကွယ်ဖို့အတွက်ဝင်ရောက်လာခဲ့ပြီးရန်ဖြစ်ခဲ့ပါရင် သူ့ရဲ့တိုင်းပြည်ကကိုအတုံးချပြီးတော့ကွန်းကဂိုင်းသားဝေကိုအောင်မြင်စွာပဲအနိုင်ရပြီးဆိုင်ကိုလည်းကောက်ွယ်ပေးနိုင်ခဲ့ပါရီအဲ့ဒီကနေဆိုင်ပိတ်ပြီးတော့ကွန်းဟာသူ့ရဲ့အခန်းကိုရှေ့လင်းပြန်လာပါရီလမ်းမှာဆွေးအမျိုးသမီးတယောက်ကလူတရှိုးကသူ့ကိုဝင်ညက်ဖို့အတွက်စ조사နေတဲ့အတွက်အကူအညီတောင်းနေတာကိုတတိထားမိသွားခဲ့ပါရီအဲ့ဒီအခြေအနေကိုလစ်လူမရှုနိုင်တဲ့ကွန်းကသူမကိုကူညီဖို့အပြေးသွားခဲ့ပါရီဒါပေမဲ့ဒါဟာသူ့ရဲ့ဆိုင်ကယ်ကိုင်းကထောင်ထားတဲ့ထောင်ချောက်ဖြစ်နေခဲ့ပါရီ ထွက်ပြေးမရအောင်ပိတ်မိနေခဲ့ပြီးအရေးအတွက်အဖြစ်နဲနေတဲ့ကွန်းဟာဂိုင်းနဲ့ရင်ဆိုင်ခဲ့ရပါရင်အန်ဂျလိုကသူ့ကိုပြစ်ရှင်နေခဲ့ပေမဲ့တိုနီကတားဆီးလိုက်ပြီးအရက်ပလင်းတွေနဲ့ကွန်းကိုရန်နေဖို့ဆုံးဖြတ်လိုက်ပါရင်တစ်ချိန်တည်းမှာပဲဒန်နီဟာဗီဒီယိုဂိမ်းကစားနေတာဖြစ်ပါရင်ကွန်းမတိတာကဒန်နီဟာနမ်စီရဲ့ငင်းငယ်ဖြစ်နေခဲ့တာပါ နန်စီအိမ်ပြန်ရောက်ပြီးရနောက်သူမရဲ့တခါဝမှာဒန်ယာဝီနဲ့နာကျင်စွာရင်းယူနေခဲ့တဲ့ကွန်းကိုတွေ့သွားခဲ့ပြီးတုံ့လောက်သွားခဲ့ပါရင်းနောက်တနည်းမနဲ့မှာပဲကွန်းနိုးလာတဲ့အခါနန်စီကသူ့ရဲ့ဒန်ယာဝီကိုကုတပေးထားပြီးတော့မနေ့စားတော့မှပြင်ဆင်ပေးထားတာကိုတွေ့လျက်ပါရင်းဂျေဆုတင်နေခဲ့ပေမဲ့စိတ်ပိုင်းဖြတ်ထားတဲ့ကွန်းဟာသူ့ရဲ့အလုပ်ကိုဆက်လုပ်ဖို့အမြန်ဆုံးထွက်ခွာသွားခဲ့ပါရင်းလမ်းလျှောက်နေစမှာပဲကွန်းကတိုနီနဲ့သူ့ဂိုင်းသားဝီရဲ့ခြေရာခံလိုက်တဲ့တိုက်ခိုက်မှုကိုခံရပြန်ပါရင်းသူတို့ကကွန်းကိုလိုက်ဖမ်းကြပြီးတော့ ကားရနားတဲ့နေရာရဲ့အပေါ်ဆုံးထပ်မအဆုံးတက်ခဲ့ပါရင်ဒါပေမဲ့ကွန်းကကားကြီးတစ်စီးအထဲမှာပုံအောင်နေခဲ့တာကြောင့်တုံနီတော့ကိုင်းဟာသူ့ကိုလိုက်လို့မမိခဲ့ပါဘူးမထင်မှထားပဲနဲ့ကားမောင်းတူကသူ့ကိုတွေ့သွားခဲ့ပြီးတော့អော်လိုက်တဲ့အတွက်ကွန်းပုံတဲ့နေရာကိုဖော်ထုတ်ပြစ်ခဲ့ပါရင်ကိုင်းတော်ဝေကကားကြီးကိုအဆောက်အဦဆုံးကနေတွန်းချလိုက်ပေမဲ့ကွန်းကတော့အချိန်မီလွတ်မြောက်ဖို့ကြိုးစားနိုင်ခဲ့ပါရင်ရွေးချယ်စရာမရှိတဲ့အတွက်သူဟာ အနေနာကအဆောက်အဦတစ်ခုစီကိုရဲရဲစွာနဲ့ခုံချလိုက်ပါရီရဲဝေရောက်လာတဲ့ခါမှာတော့ကိုင်းတော်ဝေကလိုက်လံဖမ်းဆီးတာကိုရဲလိုက်ကြပါရီရဲအနေငယ်လောက်ကြပြီးတော့နမ်စီရဲ့အခန်းအနီးမှာမာဖီးယားအဖွဲ့နှစ်ဖွဲ့ကစိန်ရောင်းဝယ်မှုတစ်ခုပြုလုပ်နေကြပါရီတစ်ချိန်တည်းမှာပဲတူနီနဲ့သူ့ရဲ့ကိုင်းတော်ဝေကနမ်စီကိုသူမရဲ့အခန်းမှာလာပို့နေကြပါရီရုတ်တရက်မာဖီးယားအဖွဲ့တစ်ဖွဲ့ကကားတစ်စီးဟာမတော်ဆမှုတစ်ခုမှပါဝင်သွားခဲ့ပြီးတော့ကားထဲမှာပါတဲ့လူတွေအတက်အအနေရရှိလောက်အောင်ဒဏ်ရာရသွားခဲ့ပါရီအခွင့်အရေးကိုအမိရဆုတ်ကန်လိုက်တဲ့အန်ဂျယ်လိုနဲ့ ူရဲ့အပေါင်းပါဝေကသူတို့ရဲ့အဖိုးတန်ပြည့်စည်ရေးကိုလူယူခဲ့ကြပါရင်မကြခင်မှာပဲပြန်ဖက်မဖျားဖွဲဟာရောက်လာခဲ့ပြီးအန်ဂျယ်လိုကိုပြစ်ခတ်လျက်ဘီနဲ့အနန်စီတို့နေထိုင်တဲ့အခန်းစီကိုလိုက်လံဖမ်းဆီးခဲ့ပါရင်အန်ဂျယ်လိုကတန်ဖိုးခုနှစ်တန်းလောက်ရှိတဲ့စိတ်နေကိုခိုးယူခဲ့တာဖြစ်တယ်ဆိုတော့ပေါ်လာခဲ့ပါရင်အဲ့ဒီလိုမျိုးရုံးရင်ဆန်ကဖြစ်နေတဲ့ဂျာထဲကနေပဲကွန်းဟာဒန်နီကိုကာကွယ်ဖို့အတွက်ကြိုးစားပါရင်သူတို့အတူတူကထွက်ပြေးခဲ့ကြပြီး တန်ဒီရဲ့ဗီတက်ကလာထိုင်ကိုထားခဲ့ကြပါရင်အလုံးဝိုင်းပိတ်ထားတဲ့အတွက်အန်ဂျလိုဟာနောက်ဆုံးမြုပ်ထားတဲ့အစီအစဉ်တစ်ခုကိုစဉ်းစားမိသွားခဲ့ပါရင်သူကစိတ်နေကိုတန်ဒီရဲ့ဗီတက်ကလာထိုင်ရဲ့ထိုင်ကုန်အုံအထဲမှာဝက်ထားခဲ့ပါရင်မကြခင်မှာပဲအန်ဂျလိုနဲ့လက်နက်ကင်ထားတဲ့မာဖီးယားအဖွဲ့တွေရဲ့ရှိုးကရဲဝရဲ့ဖန်စီတာကိုခံလဲရပါရင် အခြေအနေဝေတည်ငင်သွားတဲ့အခါမှာတော့ကွန်းကဘီတက်ကလာထိုင်ကိုပြန်ယူပြီးဒန်နီရဲ့အိမ်ကိုပြန်ပို့ပေးခဲ့ပါလိမ့်ဒန်နီရဲ့အိမ်မှာဆိုရင်ကွန်းကနန်စီနဲ့နောက်ဆုံးတစ်ခေါက်ထပ်ပြီးတွေ့ရပြန်ပါပြီဒီတစ်ခေါက်မှာဆိုတော့နန်စီဟာဖြစ်ပျက်ခဲ့တဲ့ဝေအတွက်ကွန်းကိုစိတ်ရင်းအမှန်နဲ့တောင်းပန်ခဲ့ပါလိမ့် yes ခန်းမှာဆိုတော့အန်ဂျလိုနဲ့လက်နက်ကင်တွေဟာစစ်စေးမင်းမြန်းခံနေရပါလိမ့်ဒါပေမဲ့တက်တီအထောက်အထားမရှိတဲ့အတွက်သူတို့ဟာမကြခင်မှာပဲပြန်လွတ်ခံခဲ့ပါလိမ့်အဲ့ဒီကအန်ဂျလိုဟာသူစိန်ဝက်ထားတဲ့ အဆောက်အဦကိုပြန်လာခဲ့ပေမဲ့မာဖီးယားတွေကအဲ့ဒီနေရာမှာရှာဖွေနေတာကိုတွေ့ရပြီးတော့အထဲကိုဝင်ဖို့တွန်းဆုတ်သွားခဲ့ပါရင်ကွန်ကလည်းအဆောက်အဦကနေထွက်ခွာလာတဲ့အချိန်မှာလူရရှိုးကတကခုကိုရှာဖွေနေတယ်ဆိုတာသတိထားမိသွားခဲ့ပါပြီသူတို့အထဲကတရားဟာသူတို့က FBI ကဖြစ်တယ်ဆိုပြီးသူတို့ခိုးယူခံခဲ့ရတဲ့ပစ္စည်းတွေကိုပြန်လည်ရှာဖွေဖို့အတွက်လိုအပ်တယ်လို့ရှင်းပြပါရင်အဲ့ဒီလူကကွန်ကိုနာမည်ကပ်ပြတခုထိုးပေးပြီးတော့ပြောင်းစိုးနေခဲ့တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတရင်အချက်လက်တွေတွေ့ရှိခဲ့မယ်ဆိုရင်သူတို့ကိုဆက်သွယ်ဖို့ပြောခဲ့ပါရင် အဲ့ဒီကနောက်ပိုင်းမှာပဲကွန်းဟာဘာတစ်ခုကိုတွားရောက်ခဲ့ပြီးတော့နန်စီနဲ့တွေ့ဆုံခဲ့ပါလိမ့်အဲ့ဒီအချိန်နန်စီကသူမဟာကွန်းရဲ့တိုင်းပြည်ကကျွမ်းကျင်မှုကြောင့်သူ့အပေါ်ခံစားချက်ရှိတယ်ဆိုတာကိုဖွင့်ရပြောပြခဲ့ပါလိမ့်တိုနီကသူ့စကားပြောတာကိုကြားသွားခဲ့ပြီးတော့စိတ်ဆိုးလာခဲ့ပြီးသူတို့ကိုလိုက်ဖမ်းခဲ့ပါလိမ့်ကန်ကောင်ထောက်မဆွမ်းနေပဲကွန်းနဲ့နန်စီတို့ဟာလွတ်မြောက်သွားနိုင်ခဲ့ပါပြီနောက်တနည်းမနဲ့မှာပဲတိုနီနဲ့သူ့ရဲ့ဂိုင်းတော်ဝေကကွန်းကိုရှာဖွေရင်းနဲ့ပဲအီလင်းရဲ့ဆိုင်ကို ရှာဖွေဖြည့်ဆည်းခဲ့ကြပါရင်ရုတ်တရက်ဆိုသလိုပဲလီမိုဆင်ကားတစ်စီးရောက်လာခဲ့ပြီးတော့တူနီရဲ့ဂိုင်းတာနှစ်ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါပြီတစ်ချိန်တည်းမှာပဲကွန်ကဒန်နီနဲ့နန်စီတို့နဲ့အတူပန်းချံမှာအချိန်ကုန်ဆုံးနေတဲ့အချိန်အန်ဂျယ်လိုကရောက်လာခဲ့ပြီးတော့ဒန်နီရဲ့ဘီတက်ကလာထိုင်ရဲ့ထိုင်ခုံကိုခိုးယူဖို့ကြိုးစားခဲ့ပါရင်ကွန်ကသူ့ကိုတားဆီးလိုက်ပြီးတော့အန်ဂျယ်လိုကဘာကြောင့်များကလာထိုင်အုံကိုပြစ်မှတ်ထားနေရတာလဲဆိုတော့ကိုနားမလဲတော့ပါဘူးအီလင်းရဲ့ဆိုင်ကိုပြင်ရောက်တဲ့အခါမှာတော့ကွန်ကဆိုင်ပြူပြက်နေတာကိုတွေ့ပြီးတော့တုံ့လောက်သွားခဲ့ပါရင် ဘယ်သူလောက်တာလဲလို့အင်းလိန်ကိုမေးလိုက်တဲ့အခါမှာတော့တိုနီနဲ့သူ့ရဲ့ဂိုင်းတောက်ပဲလောက်တာပါလို့ပြန်ပြောပြခဲ့ပါရင်ဒရတ်ထွက်သွားခဲ့တဲ့ကွန်ကနန်စီကိုတိုနီရဲ့ပုံအောင်ရနေရာကိုခေါ်သွားပြီးဖို့တောင်းဆိုခဲ့ပါရင်ရောက်သွားတဲ့အခါမှာတော့ကွန်ကတိုနီကိုတက်ရောက်ချင်းစီတိုက်ခိုက်ဖို့စင်ကုန်ပါရင်တိုနီကလည်းလက်ခံပြီးတိုက်ပွဲကလည်းစတင်မှာပြီးပြင်းထန်တဲ့တိုက်ပွဲဖြစ်ပေမဲ့ကွန်ဟာတိုနီကိုလွယ်လွယ်ကူပဲအနိုင်ရရှိခဲ့ပါရင်ဒါကြောင့်ဂိုင်းတောက်ဝေကကွန်ကိုစုပြုံတိုက်ခိုက်ကြပါပြီးသူတို့ရဲ့ရန်ပွဲကတိုနီရဲ့လူတယောက်သွေးအလေးလေးနဲ့ ပြန်လာတဲ့အချိန်မှာရက်တန့်သွားခဲ့ပါရင်သူကအမေရောက်ပလတ်စတစ်အိတ်ကြီးတလုံးကိုတိတ်လာခဲ့ပြီးတော့အထဲမှာဆိုရင်မာဖီးယားကအရင်တုန်းကဖမ်းထားခဲ့တဲ့တခြားကိန်းသားတယောက်ရဲ့အလောင်းပါနေခဲ့ပါပြီ။ကြောက်လန့်သွားခဲ့တဲ့တိုနီကရှင်းပြဖို့အတွက်တောင်းဆိုခဲ့ပါပြီ အဲ့ဒီလူဟာလီမိုဇင်ကားပေါ်မှာရှိတဲ့လူတွေကအန်ဂျယ်လိုယူသွားတဲ့ခိုးရပါစိတ်နေကိုလိုက်ရှာနေကြတယ်လို့ဖော်ထုတ်ပြောပြခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာအန်ဒီယာရှိတဲ့မာဖီးယားအဖွဲ့အစည်းနဲ့ဆက်ဆံနေရတယ်ဆိုတော့သဘောမပေါက်တိပါဘူး။နောက်ဆုံးမှာတော့ကွန်တိုနီနဲ့နန်စီတို့ဟာအန်ဂျယ်လိုကိုရှာဖို့အတွက်အတူတကွလှုံ့ဆော်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကွန်ကအန်ဂျယ်လိုကိုရှာဖွေနေတဲ့လူတွေဟာသူတို့ကိုသူတို့ FBI ဝန်ထမ်းတယ်လို့ ဝန်ခံထားကြတယ်လို့တိုနီကိုရှင်းပြခဲ့ပါရင်းပြီးတော့ကွန်းကလည်းအကူအညီရဖို့အတွက်အဲ့ဒီ FBI လို့ခေါ်တဲ့လူတွေကိုဆက်သွယ်ခဲ့ကြပါရင်းသူတို့ကအန်ဂျလိုကိုတွေ့တဲ့အခါမှာတော့သူဟာကြောက်လန့်ကြောင်အော်ဟစ်ပြီးအဲ့ဒီလူတွေက FBI ဝန်ထမ်းတွေမဟုတ်ဘဲနဲ့မာဖီးယားအဖွဲ့ဝင်တွေဖြစ်တယ်ဆိုတော့ကိုဖော်ထုတ်ပြောပြခဲ့ပါရင်းသူ့ရဲ့ကြောက်ရွံ့မှုနဲ့အတူအန်ဂျလိုကစိတ်နေကိုဒန်နီရဲ့ဘီတာကလာထိုင်ရဲ့ ထိုင်ခွန်အထဲမှာဝက်ထားခဲ့တယ်လို့ဖွင့်ရခဲ့ပါပြီမာဖီးယားဝေဟာချက်ချင်းပဲအရေးယူဆောင်ရွက်ကြပြီးတော့စိန်နေပြင်ရဖို့အတွက်ဂွန်ကိုဒန်နီရဲ့အင်အားခေါ်ဆောင်သွားခဲ့ပါပြီတစ်ချိန်တည်းမှာပဲအန်ဂျယ်လိုရဲ့တငယ်ရှင်တွေကိုဒန်စကန်အဖြစ်ဖန်တာခဲ့ပါပြီအစပိုင်းမှာဂွန်ကအန်ဂျယ်လိုပြောတဲ့ခုံကိုရှာမတွေ့ခဲ့တဲ့အတွက်ဒင်းမမွေကမြစ်တက်လာခဲ့ပါပြီဒါပေမဲ့မကြခင်မှာဂွန်ကဒန်နီရဲ့ဘီတာကလာထိုင်အုံကိုစပွဲအောက်မှာတွေ့တွားခဲ့ပြီးစိန်တွေကိုဘယ်မှာဝက်ထားတယ်လဲဆိုတာသိပြီးလို့ချက်ချင်းပဲဝန်ခံခဲ့ပါပြီသူကထိုင်ကုန်ရှိရာကိုတွားထွားလိုက်ပြီးတော့မာဖီးယားဝေကို လက်ဖျားဖို့အတွက်ပါနာတဲ့အစီအစဉ်တစ်ခုတွေးလိုက်မိပါရင်လင်းမြန်တဲ့လှုပ်ရှားမှုနဲ့အတူတူကသူတို့ကိုအနားယူခဲ့ပါရင်နောက်ပိုင်းမှာပဲသူဟာအီလင်းရဲ့အဆိုင်ကိုတွားရောက်ခဲ့ပြီးတော့ဖြစ်ပျက်ခဲ့သမျှကိုရှင်းပြပါရင်နိုင်အနေငယ်ကြပြီးတော့မာဖီးယားခေါင်းဆောင် white tiger ကအီလင်းရဲ့ဆိုင်ကိုဖုံးခေါ်ပြီးဆိုင်ကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ပါရင် gun ကအဲ့ဒီချိန်ချောက်မှုဟာအလိမ်ပဲလို့သဘောထားခဲ့ပါရင်ဒါပေမဲ့မကြခင်မှာပဲ white tiger ရဲ့လူဝင်ကအဆောက်အဦးကိုဖြိုဖျက်ဖို့အတွက်စတင်ခဲ့ကြပါရင်ဖျက်ဆီးမှုနောက်ပိုင်းမှာဆိုရင် white tiger က gun ကိုထပ်မံဆက်သွယ်ပြီး တနအီအတွင်းစိတ်နေပြတ်မပေးဘူးဆိုရင်တော့သူ့ရဲ့တငယ်ချင်းအားလုံးကိုတတ်ပြစ်မယ်လို့တတိပေးပြန်ပါရင်းရွေးချယ်စရာမရှိတာကြောင့်ကွန်းကလည်းရဲကိုခေါ်ပြီး white tiger ကိုယင်ဆိုင်ဖို့အစီအစဉ်ဆွဲခဲ့ပါရင်းကန်ကောင်းတာက white tiger ရဲ့အပေါင်းအပဝီဟာကာလာအတော်ကြာကလေးကရဲဝေရဲ့စောင့်ကြည့်ရှင်ကိုခံနေရပါရင်းညနေတဲ့နေရာမှာဆိုရင်ကွန်းကသူ့ရဲ့ခေါင်းဆောင် white tiger နဲ့တွေ့ဆုံဖို့တောင်းဆိုခဲ့ပါရင်းကံမကောင်းစွာနဲ့ပဲသူကရဲဝေလောက်ပဲတည်တင်းတဲ့တထေးရဲ့နာမည်ပြောင်းကိုပြောလိုက်တာဖြစ်ပါရင်းဒီအရာကကိုင်းတာဝေရဲ့တန်တရားကိုဖြစ်စေခဲ့ပေမဲ့သူတို့ဟာ White Tiger ကိုခေါ်ဆိုခဲ့ကြပါတယ်။ White Tiger ကလူကရိုင်းတွေးဆုံဖို့ငင်းဆန်ခဲ့ပြီးသူ့ရဲ့လူတွေကိုကွန်အားရှာဝေးစမ်းသပ်ဖို့ညွှန်ကြားခဲ့ပါတယ်။ပြီးတော့သူတို့ကကွန်ကိုသူ့ရဲ့ခေါင်းဆောင်စီခေါ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့စိတ်ကန်းအနီးဒီတဲ့နေရာတစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီမှာသူတို့ဟာသူ့ကိုတေချာစစ်ဆေးပြီးတော့သူ့ရဲ့စပင်းအထဲမှာအတန်ဖန်းဆက်တစ်ခုဝက်ထားတာကိုတွေ့ရှိခဲ့ပါတယ်။မာဖီးယားအဖွဲ့ဝင်တွေက White Tiger ကိုဒီဆက်အကြောင်းချက်ချင်းပဲအကြောင်းကြားခဲ့ပါတယ်။ ဒရထွက်သွားခဲ့တဲ့ white တက်ကကကွန်းကိုတတ်ပြီးတော့စိန်တဲ့အချောင်းကိုမိတ်လိုက်ဖို့အမိန့်ပေးပါရင်းကွန်းကလည်းထွက်ပြေးနိုင်ခဲ့ပြီးအရေးကြီးတဲ့လိုက်လံဖန်ဆီမှုကိုဖြစ်ပေါ်စေခဲ့ပါရင်းကံမကောင်းစွာနဲ့ပဲ white တက်ကရဲ့လူတယောက်ကကုန်တင်ကွန်တိန်နာဝီကြားမှာပုံအောင်နေခဲ့တဲ့ကွန်းကိုမြင်သွားခဲ့ပြီးတော့သူ့ကိုဖယ်ရှားပစ်ဖို့ပြင်ဆင်ပါရင်းအချိန်ကြိုက်မှပဲရဲဝေရောက်လာခဲ့ပြီးတော့အဲ့ဒီနေရာကိုဝိုင်းထားခဲ့ပါပြီးဒါကိုတွေ့လျက်ရတဲ့ white တက်ကရဲ့လူတွေကထွက်ပြေးပြီးတော့ရင်းနဲ့ကုန်သွားလာနိုင်တဲ့ rubber lead စီးကိုအတင်းအရမယူသွားခဲ့ပါရင်း ကွန်ကလည်းသူတို့ကိုရက်တန့်ဖို့လီအပေါ်ခုန်တက်ခဲ့ပေမဲ့ချီလျှော်သွားခဲ့ပြီးအနားမှာရှိတဲ့ကမ်းခြေမှာလွင့်စင်သွားတဲ့အထိလီအနောက်မှာဆွဲခေါ်ခံခဲ့ရပါရင်ဒါပေမဲ့စိတ်တမကြပဲနဲ့ကွန်ကပြတ်တိုက်အထဲမှာပြတ်သားထားတဲ့ဓာတ်တလက်နဲ့အနားမှာရပ်ထားတဲ့ Ferrari Galaxy ကိုတတိထားမိသွားခဲ့ပါရင်နှစ်ခုစလုံးကိုအတုံးချပြီးတော့သူဟာမြို့အထဲကနေမောင်းနှင်ပြန်လာခဲ့ကနောက်ဆုံးမှာတော့ White Tiger ရဲ့လူကိုဝိုင်းမိသွားခဲ့ပါရင် သူကသူ့ရဲ့တငယ်ရှင်တွေကိုဘယ်မှာဖန်ထားတာလဲဆိုတာသိရှင်တယ်လို့တောင်းဆိုခဲ့ပြီးသူတို့ကလည်းနေရာကိုဖော်ထုတ်ပြောပြခဲ့ပါပြီးဒီတည်င်းအချက်လက်နဲ့အတူကွန်းကသူ့ရဲ့တငယ်ရှင်တွေကိုအောင်မြင်စွာကဲတင်နိုင်ခဲ့ပါပြီးအဲ့ဒီနောက်ပိုင်းကွန်းတိုနီနန်စီအီလိန်နဲ့ရဲဝေကဝိုင်တကားကိုဖမ်းဆီးဖို့အတွက်နောက်ဆုံးအစီအစဉ်တစ်ခုဆွဲလိုက်ကြပါပြီးပြင်ဆင်ပြန်တော့ရေကုန်းနဲ့တွေ့တွမ်းလာနေတဲ့လေကွက်သုံးပြုပြီးတော့ကွန်းကဝိုင်တကားရဲ့ပုံအောင်ရနေရာကိုဦးတည်သွားခဲ့ပါပြီး ထိတ်လန့်စရာကောင်းတဲ့ရင်ဆိုင်တိုက်ပွဲတစ်ခုမှာကွန်ကမာဖီးယားတွေကိုအနိုင်ရရှိခဲ့ပြီးလေကိုပါအုံပြုကသူတို့ကိုအောင်းနိုင်ခဲ့ပါရင်ကြီးစုကြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။